ကျွန်တော်လည်းလန့်ပြီးဩခဲ့တယ်။ဒါကဘာကြီးလဲလို့ဝန်ထမ်းကောင်လေးကိုပြီးတော့ကောင်လေးကကြီးပြတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ရဲ့ Horror Vibration နေရာနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီဖြစ်ပျက်ကကျွန်တော်ရဲဘွားတော်ကဖြစ်ခဲ့တဲ့ဖြစ်ရမှန်ဇာလန်တစ်ခုပေါ့။အဲဒီကကျွန်တော်ရဲ့ထောင်လုံးယူရင်းအလှည့်ဖြစ်တယ်။အလုံးစားဝင်ခြင်းမှာပဲထောင်သားတယောက်ကကျွန်တော်ကိုစပြောင်းခဲ့တယ်။ ဟဲ့ထောင်မူလေးမင်းညမလေးကအသက်9နှစ်ဆိုအာဒီကထွက်လာနဲ့မင်းညမလေးစီအလဲလာအောင်မဲတဲ့ကျွန်တော်လဲလူငယ်ဆိုတော့စိတ်ကခက်မြန်မြန်သူ့ရဲ့ကော်လန်စားကိုလှမ်းဆွဲတော့ဒီကောင်ကရီပြီးတော့ထပ်ပြောင်းနေခဲ့သေးတယ်အဲကောင်ရဲ့နာမည်ကအောင်တင်းတဲ့သူကမိန်းမတစ်ယောက်ကိုအပိုင်းပိုင်းခုတ်တဲ့တက်ပြတ်တဲ့အမှုနဲ့ထောင်190ကျနေခဲ့တယ်လူတက်ခဲ့တဲ့မိန်းမမှာသားလေးတစ်ယောက်ရှိတယ်သူသားကတော့ဖခင်တရားသမားပါ သူ့အမေရဲ့အမှန်တရားတော့ဖခင်မှာအမြဲဝတ်ပြုဆူတောင်းပေးတယ်လို့ကြားတယ်။အခုလဲသူကနောက်လာဆိုထောင်ကနေလွတ်တော့မှာဆိုပြီးကျွန်တော်ကိုလှောင်ရည်ပြီးပြောနေတယ်။လူလို့သွားရင်လဲတခြားပြမှုတွေကိုအပြင်မှာထပ်လုပ်နိုင်သေးတယ်။သူကထောင်ထဲမှာလဲတခြားထောင်သားတွေကို အမြဲနိုင်ရင်တတ်တယ်။တချို့ကိုဆိုရင်သူတို့ရဲ့မိသားစုတွေနဲ့ရှင်းချောက်ပြီးသူ့တပည့်တွေအဖြစ်မွေးထားသေးတယ်။သူတို့ကလည်းမုန်းမိမယ်။သူ့ရဲ့ယူနေတဲ့စိတ်ကိုကြောက်တာကြောင့် ဘာမှပြန်မလုပ်ပဲငြိမ်းခံနေကြရတယ်။နောက်လာကြရင်အဲ့ကောင်ကထောင်ကနေလွတ်တော့မှာဆိုတော့သူ့အမေကသူ့ကိုမုန်းတရှို့ပို့ခဲ့တယ်။ကျွန်တော်လည်းအဲ့ပါဆဲကိုဖြစ်ဆင်းနေခဲ့တယ်။သူ့အမေကစင်ငယ်မသားဘဝနဲ့တယောက်တည်းသူ့ကိုပြုစုပြောင်းထောင်လာခဲ့တာ။လူထောင်ထဲကိုဝင်ပြီးတိတ်မကြဘူး။သူ့အမေလည်းအမဲကျောက်ဆိုင်တစ်ခုကိုဖွင့်ခဲ့တယ်။အခုလဲသူ့ဆိုင်ကအမဲကျောက်တရှို့ရဲ့စာရဲကို သူပြင်ထွက်တာနဲ့စားဖို့ပို့ပေးခဲ့တယ်။အဲ့အချိန်မှာထောင်မူးကြီးရောက်လာတယ်။သူကပြောတယ်မင်းတရားဆစ်ဆေးပြီးဘာမှထွေထွေထူးထူးမပါရင်အောင်းနှင်းကိုပေးလိုက်ပါကွာတဲ့။သူလည်းနောက်လာဆိုလွတ်တော်မှာကိုစားစရာတွေအခုစားလို့ရတာပေါ့တဲ့။ထောင်မူးရဲ့ပုံစံကိုသိတော့နားမလဲဘူး။လှုပ်ထုံးလုံးနီးလည်းမဟုတ်ဘူးလေ။ဒါပေမဲ့လည်းထောင်မူးပြောတာဆိုတော့ပုံကိုတရားထက်ဆစ်ဆေးပြီးအောင်းထဲမှာသူ့မိစီကစားတဲ့ဆောင်ကိုတွေ့ခဲ့တယ်။ ငါသားဒီရပိုင်းအမေဆိုင်လူရမ်းစီတယ်အရန်ရောက်ရတယ်တဲ့အမေပို့လိုက်တဲ့အမေရောက်တွေကိုစကြည့်ပြီးကောင်းမကောင်းစပြန်ရေးပေးပါမင်းရဲ့တိတ်ရှိရတဲ့အမေတဲ့ဒီသားကသူ့မရေးထားတဲ့စာမဟုတ်ဘူးကွန်ပျူတာစာစီထားတဲ့စာတစောင်ဖြစ်နေတယ်ပြီးတော့ဘောက်ထဲကအသားကြောင်းတွေကိုဆက်ဆီးခဲ့တယ်နောက်တော့အောင်တင်းစီကိုပါဆယ်ပို့ပေးခဲ့တယ်သူကရရချင်းပဲသူ့မေစီကိုစာပြန်ရေးခဲ့တယ်သူကထောင်းကထွက်ကန်ဤတော့ သူ့လူတွေနဲ့တခြားထောင်သားတွေကိုအမြဲလိုလိုနိုင်ကျင့်နေသေးတယ်။ကျွန်တော်လည်းဒီအပိုင်းသူ့ကိုစောင့်ကြည့်နေခဲ့တယ်။သူကသူ့မိစီကိုစာပြန်ဖို့ကိုပဲအမြဲလိုလိုရေးနေတာတွေ့ရတယ်။သူကတခြားမိန်းမကိုသာတတ်ဖြတ်ခဲ့တာ။သူ့မိကိုတော့ရှစ်တက်သားပဲ။အသက်ခံရတဲ့သားနေရာကဆိုရင်ရောဒီကောင်ဘလို့နေမလဲဆိုတာကျွန်တော်သိကျင်မိတယ်။သူ့ထောင်ကထွက်လာရင် အရင်တည်းအရှင်နေပူဆိုးလာနိုင်တယ်။ကျွန်တော်မိသားစုရဲ့အသက်တွေကိုပါထိခိုက်လာနိုင်တယ်။ တရက်တော့သူ့အမေပို့လိုက်တဲ့လိမ့်စာမှာပါတဲ့ဆိုင်ကိုကျွန်တော်ရောက်သွားတယ်။အဲဆိုင်ရှိမှသူ့အမေရဲ့ပုံစံကိုပါထောက်လန်းဖို့ကျွန်တော်အချိန်တော်ကြာစောင့်နေခဲ့တယ်။ထောင်ထဲကအောင်းနေရဲ့ပုံစံနဲ့သူ့အမေရဲ့ပုံစံကလည်းတူများတူနေမလားပေါ့။အခုထိလူရိတ်လူရောင်ကိုမတွေ့ရသေးဘူး။သူ့အမေပြောတော့ဆိုင်ကလူရမ်းကြနေတယ်တဲ့။ခဏကြာတော့ဆိုင်ထဲကနေရဲမှူးကြီးထွက်လာတာကိုအရှင်းသာတွေ့လိုက်ရတယ်။ရဲမှူးနဲ့အောင်းနေရဲ့ပတ်သက်မှုကိုကျွန်တော်ပို့ပြီးစိတ်ဝင်စားလာတယ်။ သူထွက်သွားပြီခဏကြာတော့ကျွန်တော်လဲစိုင်ထဲကိုဝင်ဖို့ကြိုးစားခဲ့တယ်စိုင်ထဲကိုဝင်သွားတော့အယောင်းဝန်ထမ်းလေးတယောက်ကိုသာတွေ့လိုက်ရတယ်သူကကြိုးစိုးပါတယ်တဲ့ဒီဆိုင်ကအောင်းလေးရဲ့အမေဆိုင်လားလို့ကျွန်တော်သိကြအောင်မေးလိုက်တယ်ဝန်ထမ်းလေးကဟုတ်ပါတယ်တဲ့ငါကရဲဝန်ထမ်းတယောက်သူထောင်ကမထွက်ခင်သူ့အမေရဲ့ဆိုင်ဘလို့ရှိလဲလားကြည်တာပြီးတော့သူ့အမေကိုတွေ့ကျင်တယ်စကားတချို့ပြောကျင်တယ်လို့ပြောတော့ဝန်ထမ်းကောင်လေးကရပါလေတဲ့ ပြီးတော့ကျွန်တော်ကိုမိဖို့ကြောင်းလေးကိုခေါ်သွားတယ်မိဖို့ကြောင်းလေးရောက်တော့သူကအပေါ်ကိုလက်ညှိုးထိုးပြတယ်ကျွန်တော်လန့်သွားတယ်အပေါ်ကတန်ချိန်မှာအောင်းလေးအမေရဲ့ခေါင်းမျက်ကြီးကိုရှိတ်ထားတယ်ကျွန်တော်လည်းလန့်ပြီးအော်ခဲ့တယ်ဒါကဘာကြီးလဲလို့ဝန်ထမ်းကောင်လေးကိုပြီးတော့ကောင်လေးကကြီးပြတယ်အောင်းလေးရရဆက်ဆက်အပိုင်းပိုင်းခုတ်ပြပြီးတတ်သွားတဲ့မိန်းမကကျွန်တော်သိချရတဲ့ကျွန်တော်အမေတဲ့ဒါကကျွန်တော်ရဲ့ပုံစံလူကလေးစားပါတဲ့ လူမနဲ့ပြန်ထောင်းကားထွက်လာရင်ဒါနဲ့ကျိုးစုံမလို့ပါတဲ့ကျွန်တော်လည်းဒီယူတွေနဲ့ဝေးရကိုထွက်ပြေးလာခဲ့တယ်နောက်တော့ထောင်းကားနေအောင်းနေလွတ်သွားပြီးတော့အောင်းနေရဲ့တရင်အဆနာတွေပါပျောက်သွားခဲ့တယ်နောက်ပိုင်းတရင်နေကြားခဲ့ရတာကရဲမှုကြီးနဲ့အောင်းနေတက်ခဲ့တဲ့မျိုးသမီးကရှစ်သူတွေတဲ့ပါဆယ်ကလည်းရဲမှုကြီးကိုယ်တိုင်ပို့တာဖြစ်နိုင်တယ်အောင်းနေစားနေတဲ့အသားတွေကလည်းသူ့အမေရဲ့အသားတွေဖြစ်နိုင်တယ် ။ဒေါ်လန်လေးကတော့ဒီမှာတင် ပြီးပါပြီ။လူကြီးမင်းတို့လည်းအမဲသားတွေစားရင်ကြည်စားကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားကြပါအောင်ဗျာ။အားလုံးမင်္ဂလာပါ။ကျွန်တော်ရဲ့ horror binary channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့2016လောက်တုန်းကအကြောင်းတစ်ခုကိုကျွန်တော်ပြောပြပါမယ်။ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကတခြားတငယ်ချင်းတွေကိုစာနာဖို့အကြံတစ်ခုရခဲ့တယ်။ အဲအကြံကအခုခက်စားနေတဲ့လမ်းပေါ်မှာတွေ့ရတဲ့တရေမပုံစံပေါ့ဒီလိုစားနောက်ကိုကိုအကောင့်တွေပေါ်ဖို့တရေဝတ်စုံတွေရောင်းတဲ့ဆိုင်ဆိုင်ကိုသွားခဲ့တယ်ပရမသောမိန်ကလေးဝတ်စုံအဖြူတစ်ထည်ကိုဝယ်တယ်ပြီးတော့သွေးထုတပလင်းကိုဝယ်ပြီးအိမ်ကြီးပေါ်မှာလောင်းချလိုက်တယ်တရေမနဲ့တူသွားအောင်သပင်းအတုကိုလည်းဝယ်ခဲ့လိုက်တယ်အိမ်ရောက်တော့ကျွန်တော်တငယ်ချင်းအောင်းအောင်ကိုဝတ်ပေးလိုက်တယ်ဒီကြောက်ရပုံစံနဲ့ တခြားတငယ်ချင်းတွေဖြစ်တဲ့မောင်မောင်နဲ့ကျော်ကြီးကိုသွားစားမယ်ဆိုရင်ဒီကောင်လေးကြောက်မယ်လို့ကျွန်တော်ထင်တယ်။ပရမအနေနဲ့သူတို့ကိုနိုင်အောင်ထောက်ဖို့ကျွန်တော်ကိုည10နာရီလောက်အင်္ဂလာခေါ်ပေးဖို့ဖုံးဆက်ပြောခဲ့တယ်။ည10နာရီလောက်မှာအောင်းအောင်းကိုအဝတ်တွေဝတ်ပေးပြီးလမ်းထိန်တာကတရားတစ်ခုမှာအတင်းဆောင်နေဖို့ရှာထားပေးခဲ့တယ်။ဒါပြီးကျွန်တော်ကအင်္ဂူပြန်ဆောင်နေခဲ့တယ်။လေလုံးနဲ့ည10နာရီလောက်ရောက်တော့ကျွန်တော်စီလာခေါ်တယ် ကျွန်တော်လည်းငါကားမောင်းပြီမယ်အောင်းအောင်ကိုလည်းသွားခေါ်ရအောင်လို့ပြောတော့သူတို့လည်းသဘောတူခဲ့တယ်ဒီလိုနဲ့ဆမ်နဲ့လောက်ကားမောင်းလာတော့တရားမရောက်ခင်လမ်းထိပ်တော်မှာသဘင်ရှိကားမောင်းပြူနဲ့မျိုးသမီးတယောက်ကိုတွေ့ခဲ့ရတယ်ကျွန်တော်လည်းဒါကိုမြင်တော့ကားခဏရပ်ပြီးအောင်းအောင်ကိုစာလမ်းပို့ခဲ့တယ်မင်းကိုတရားမှာစောင့်နေပါလို့ပြောထားတာဘာလို့ဒီဘက်ကိုလမ်းလျှောက်လာတာလဲအောင်းကစာပြန်ပို့တယ်ဘာ ਈ ပြောနေတာလဲငါတရားမှာပဲစောင့်နေတာလေတဲ့ မင်းတို့အခုဘယ်မှာလဲတဲ့ကျွန်တော်လည်းဒီစားကိုဖတ်ပြီးနှလုံးလေးပါခုန်လာတယ်ပြီးတော့အောင်းကိုဘာမှမဖြစ်သလိုနဲ့ခဏနေငါတို့ရောက်မယ်လို့စာပို့ခဲ့တယ်မမောင်နဲ့ကျော်ကြီးကလည်းဒါကြီးကိုမြင်ပြီးရမ်းလန့်နေတယ်ဖះအောင်မြ мян မောင်းပါတဲ့တယောက်ယောက်ကစနောက်ပြီးတဲပုံစံဝတ်ထားတာနေမှာပါရမ်းကြီးကြောက်နေနေဆိုပြီးအဲ့တဲမှာဘေးကနေကားကိုဖြည်းဖြည်းလေးဖြတ်မောင်းလာခဲ့တယ် ူ့ပုံစံကမိတ်ကက်လင်းကရန်ကိုပြီးပြင်တယ်။ဘယံကိုကြောက်စရာကောင်းတဲ့ပုံစံပဲ။ဒါပေမဲ့သူက လူတယောက်နဲ့မတူဘူး။ကျွန်တော်လည်းလီပါကိုတဆုံးတင်ပြီးအောင်ရှိရတရားကိုအမြန်မောင်းလာခဲ့တယ်။ဒီလိုနဲ့တရားပေါ်ရောက်တော့အစည်းအဝေးကိုဖျက်ပြီးအောင်အောင်ကိုကားပေါ်ခေါ်တင်ခဲ့တယ်။ပြီးတော့လမ်းမှာတွေ့ခဲ့တဲ့တေးမအကြောင်းကိုပြောပြခဲ့တယ်။နောက်တော့မောင်မောင်တို့ကိုစဖို့ဒီလိုစီစဉ်ထားကြောင်းကိုရှင်းပြခဲ့တယ်။ ျွန်တော်လည်းအပြင်သွားဖို့စိတ်မပါတော့တာနဲ့အိမ်ကိုပဲပြန်မှုပြောပြီးထွက်လာခဲ့တယ်။အဲ့ဒီညတော့စီစဉ်တွေကုန်ပြတ်သွားခဲ့တယ်။ကျွန်တော်တို့ကိုတခြားတစ်ယောက်ကစားတယ်လို့ထင်ရပြီမယ်။သူ့ပုံသားကစားနောက်တဲ့ပုံနဲ့လုံးဝမတူဘူး။တော်ပါသေးတယ်ဒီပြဿနာတွေကဒီလောက်နဲ့ပြီးသွားခဲ့လို့လမ်းလေးကတော့ဒီမှာနေမိပါပြီ။လူကြီးမင်းတို့လည်းလမ်းမှာတေးရမကိုတွေ့ရင်တတိယကြောင်လေးပြောပြကြပါအောင်လို့ပြောရင် ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သိမ်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးသားကြပါအောင်ရ